Disney. What? Very big project. Oh, go 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 go. Very good, very good. အဓိကကလေအမေနဲ့ဖေကိုတက်ရှိတင်ကြရှိပြီးကျမကြီးကောင်းနေတဲ့အချိန်လေးမှာအဲကျွန်တော်မျက်နှာလေးကိုသူတို့မြင်ရင်သူတို့ရုပ်ရှင်ပိတ်ကားထားမှာမြင်သေးခြင်းလို့ကျွန်တော်ဒီပွဲလေးကိုဖိတ်လိုက်တာပါဟုတ်ခေါ်လိုက်တာအော်သမီးတယောက်သားလေးယောက်မွေးတာတဲ့သမီးတယောက်သားလေးယောက်မွေးပြီးတော့ဘယ်သူမှဝါသနာမပါဘူး ကျန်တဲ့သူတွေကကျွန်တော်တယောက်တည်းငငယ်လေးတည်းယူတုပ်ပြီးတော့ကျွန်တော်ဝါသနာပါတာလေအားကြောင့်မလို့အမေတို့ပြီးတော့ကျွန်တော်ယူတုပ်မှုကိုသိတဲ့အခါကျောင်းဖြစ်စေချင်တာပေါ့ဟုတ်အမေကငငယ်လေးတည်းကျွန်တော်တို့မိသားစုထဲမှာအဖေနဲ့မိကကျွန်တော်ကိုငငယ်လေးတည်းပိုချစ်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကမွေးလာတဲ့လူစဉ်မမီဘူးဟိုခန္ဓာကိုယ်အချိုးစားကလည်းအရန်တက်တက်လေးနဲ့ဟိုဘယ်လိုပြောမလဲဒီအလုတ်ချမ်းတွေဘာတွေလဲမလုံနိုင်ဘူးပြီးတော့ကျွန်တော်ခဏခဏလေးငငယ်တော့ကဟိုကျမကြီးလေးချူကြတဲ့အခါကျတော့အမေတို့ဖေတို့အနေနဲ့ကျတော့ပိုချစ်တာပေါ့ပိုချစ်တယ်ဆိုတော့အဓိကက တပြည့်ကြောင်မဟုတ်ဘူးအရန်စိုးလို့လည်းမဟုတ်အရန်လိန်မာလို့လည်းမဟုတ်ဘူးဟိုခနာကိုတက်တက်လေးနဲ့ဟိုတနာစရာလေးဖြစ်လို့ပေါ့ပိုးပြီးတော့တာသမီတွေတဲမှာဂယူဆိုင်ကမယ်ဆိုပြီးပိုးချစ်ပိုးပြီးဆိုင်တာပေါ့အဓိကစိတ်လှုပ်ရှားတယ်ဆိုတာကိုပြောတာပါအဲကျွန်တော်ဒီဇကားလေးမှာသူမမကြီးကဇကားရဲ့၃ပုံ၄ပုံလောက်လဲပါတယ်အရန်လည်းပဲကျွန်တော်တွက်ခေါ်ကြတယ်ဆိုတော့အရန်လည်းပြောပြီးပါတယ်အရန်လည်းပဲဒီဇကားလေးကလာကြည့်အတိမှာပါအရန်လည်းကောင်းပါတယ်ပေါ့ဟုတ်အရန်ပြောနေပါတယ်ကျွန်တော်ဒီနေ့တော့အမရဘူးဘာဖြစ်လို့လဲဆိုတော့ ကူပြန်ကြည့်လိုက်တဲ့ခါကျတော့ဟာကွာကိုယ့်ကိုတက်ခေါက်တာပေါ့နော်ငါဒီလောက်မကငါလုတ်ပြနိုင်ရမှာလုံနိုင်ရမှာဆိုတော့အားမလို့အားမရစိတ်ယူတော့ဖြစ်ပါတယ်ရိုက်တုံးကအကောင်းဆုံးကြိုးစားခဲ့ပြီနဲ့ပြန်ကြည့်တဲ့ခါကျတော့အပရိတ်တွေကတခုပြီးတခုမြင်နေတဲ့ခါကျတော့ပိုလုတ်ကျင်တာပေါ့ဟုတ်အဓိကကလေအမေနဲ့ဖေကိုတက်ရှိတင်ကြရှိပြီးကျမ်းမာရေးကောင်းနေတဲ့အချိန်လေးမှာအဲကျွန်တော်မျက်နှာလေးကိုသူတို့မြင်နေသလိုရုပ်ရှင်ပိတ်ကားထံမှာမြင်သေးခြင်းလို့ကျွန်တော်ဒီပွဲလေးကိုဖိတ်လိုက်တာပါဟုတ်ခေါ်လိုက်တာအမေဆိုရင်အားကြောင့်မလို့အင်တာသိမ့်မပြူခိုင်းတာလေစိတ်တွေအပျော်လုံးပြီးလွတ်ပြီးတော့ ဟိုတွက်ကြရတယ်ပြောမှာပြောမိမှာဆိုတော့တို့ရင်ထဲမှာရှိတဲ့အရာတွေကိုလေတောစုတောင်သားတွေကကြတော့ရင်ထဲမှာရှိတာကိုဘုံဘုံလင်းလင်းပြောလိုက်တဲ့ခါကျတဖက်တော့အဆင်မပြေမှာသူတို့အဖေကမှနည်းနည်းတော်သေးတယ်ပေါ့အရန်ပြောနေတယ်ယုံထဲမှာခုဆိုရင်ဟိုပါပေါ့တခြားကိုကြည့်နေတယ်အမေရောပြောဟုတ်အော်တမိတယောက်သားလေးယောက်မွေးတာတယ်တမိတယောက်သားလေးယောက်မွေးပြီးတော့ဘယ်သူမှဝါသနာမပါဘူးကျန်တဲ့သူတွေကကျွန်တော်တယောက်တည်းငငယ်လေးတည်းယူတုပ်ပြီးတော့ကျွန်တော်ဝါသနာပါတာလေအဲကြောင့်မလို့အမေတို့ဖေတို့ကျွန်တော်ရဲ့ယူတုပ်မှုကိုတီးတဲ့ခါကျတော့ဖြစ်စေချင်တာပေါ့ဟုတ်ဟုတ်တယ် ကျွန်တော်တို့ညီကိုလေးမောင်နှမတွေတဲ့မှာအဖေနဲ့ကျွန်တော်တယောက်ပဲတူတယ်ကျွန်တဲ့တူတွေအကုန်လုံးအမေနဲ့တူကြတယ်အမေကငငယ်လေးတည်းကျွန်တော်တို့မိသားစုထဲမှာအဖေနဲ့မိကကျွန်တော်ကိုငငယ်လေးလည်းပိုချစ်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကမွေးလာတဲ့လူစင်မမီဘူးဟိုခန္ဓာကိုယ်အချိုးစားကလည်းအရန်တက်တက်လေးနဲ့ဟိုဘယ်လိုပြောမလဲဒီအလုတ်ကျန်းတွေဘာတွေလဲမလုံနိုင်ဘူးပြီးတော့ကျွန်တော်ကခဏခဏလေးငငယ်တော့ကဟိုကျမကြီးတွေလည်းချူကြတဲ့အခါကျတော့အမေတို့အဖေတို့အနေထားနဲ့ကျတော့ပိုချစ်တာပေါ့ပိုချစ်တယ်ဆိုတော့အဓိကက တပြက်ကြောင့်မဟုတ်ဘူးအရန်စိုးလို့လည်းမဟုတ်ဘူးအရန်လိန်မာလို့လည်းမဟုတ်ဘူးဟိုခနာကိုတက်တက်လေးနဲ့ဟိုတနာစရာလေးဖြစ်လို့ပေါ့ပိုးပြီးတော့သားသမီးတွေတဲမှာဂယူဆိုင်ကမယ်ဆိုပြီးပိုးချစ်ပိုးပြီးဆိုင်တာပေါ့ဟုတ်ဆိုတော့ဒီနေ့ကတော့ချူချာခဲ့တဲ့အချိန်မှာဟုတ်တယ်ကျွန်တော်မမတ်ရဆိုကျွန်တော်ရှစ်တန်းနှစ်လောက်တည်းကိုမမတ်ရခဏခဏဖျားတယ်တပတ်ကိုတစ်ရက်လောက်ဖျားနောက်ပိုင်းကျကျွန်တော်ဖျားတဲ့အရာတကူကမထူးဆန်းသလိုတော့ဖြစ်သွားတယ်ဖျားတာလည်းအဲ့ဒါအဖျားတန်းကြီးလည်းအဖျားလည်းမရှိဘူးဒါမဲ့ကျွန်တော်မှအဲ့လိုနှုံးချပြီးအဲ့လိုမျိုးတွေဖြစ်တာပေါ့ အားနည်းတဲ့ပုံစံမျိုးဖြစ်လာအောင်အဲ့မှာကျွန်တော်ဟိုအများကြီးစိတ်ရလက္ခဏာလာပြားရဆိုအသေးအောင်တော့ဘီဘိုးတွေစီဘိုးတွေစစ်လည်းမရှိဘူးအဲအဲ့လိုမျိုးတွေလည်းစစ်တယ်ပြီးတော့ကျွန်တော်ပိန်နေဆိုပြီးတော့ဟိုတီဗီတွေစစ်အဲ့ဒါတွေလည်းမစစ်ဘူးနောက်ပိုင်းနောက်ပိုင်းအထိကိုကျွန်တော်အမျိုးမျိုးစီသွေးလေးအကုန်စစ်တာဘာယောဂါမှမရှိဘူးအဲ့ချစ်တန်းကြော်ဝါပြီးနောက်ပိုင်းကျမှကျွန်တော်ရဲ့ဘဝချင်းချက်ဖြစ်ပြီးတော့ကုသိုလ်ရင်ကျွန်တော်ဖျားလာနာလောင်တိတ်တော့မရှိတော့ဘူးဒါတော့မြည်တယ်ဟိုကျွန်တော်တာမာနေတဲ့သူတွေထက်တော့ကျွန်တော်ပူတန်တယ်လို့ဖြစ်ဟုတ်တယ်တသေးလေးရဲ့ဟုတ် ဘီနဲ့မေကအဲ့ဒါကိုခုခုမိမှအမြဲဆိုးရိမ်ပြီးတော့တီးပြင်းခဲ့ရအောင်ပေါ့နော်မရှိရတဲ့ကြားလေဗျာအဖေဆိုရင်ဟိုရွာကအเจ้าမှာအထိုးတွေဝင်နေလောက်ပါတယ်အဲအဲ့ဒါလေးနဲ့အဖေတို့ရက်တည်တယ်ပေါ့အဲ့လိုမျိုးလောက်တဲ့အချိန်မှာလာလာတော့တော့ထုတ်ပြီဆိုရင်ကျန်တဲ့သားသမီးဖို့ဘာမှမပေါ့ကျွန်တော်တို့ဒီမှာအားသေးတွေပါလာတယ်ပြီးကျွန်တော်တို့ငငယ်တော့ဟောကျွဲရိုင်းတော့ဘာလို့ခက်စားတယ်လေအဲကျွန်တော်ကျွဲရင်တောက်ခြင်းအားရှိတယ်တို့ဘာလို့အဲပြောကြတဲ့ခါကျတော့အဲကျွဲရိုင်းဘူးတွေဟိုဟာတွေကိုလည်း ရှော့ကစ်တွေထဲမှာထည့်ထားတာမရှိတဲ့ကြားထဲကပေါ့ကျွန်တော်နှစ်ရက်တပူးဆိုနှစ်ရက်တပူးလေးရက်တပူးဆိုလေးရက်တပူးအဲ့လိုမျိုးတိုက်တယ်အားသေးတို့တိုက်တယ်အဲ့လိုမျိုးလုပ်ပင်မယ်လဲကျွန်တော်ငငယ်လေးတည်းအခုချိန်ကြီးဝါမလာဘူးပေါ့ဒါပေမဲ့ဟိုအဲ့ကြောင့်မလို့မိဘတွေကိုယ်ဒီလိုမျိုးပြုစုခဲ့တာကိုအသက်ကြီးတဲ့အချိန်ကြီးကိုကိုကမှတ်မိနေတဲ့အခါကျတော့ဩငါမိဘတွေကအချားသားသမီးတွေထက်ငါ့ပေါ်မှာပိုကျေးဇူးရှိတယ်ဆိုကျွန်တော်ခံယူထားတဲ့တော့ကျွန်တော်ပိုးပြီးဒီလိုကြိုးဖြစ်တာပါဟုတ်စပြီးတော့ online ပေါ်မှာနည်းနည်းလေးနေပဲထွက်လာလို့ဘယ်လိုပြောမလဲကျွန်တော် ဟိုလူသိလာပြီဆိုတဲ့ဟိုကကျွန်တော်ပျော်နေတာပါ။ဟောအမေနဲ့ဘေးနဲ့မြင်ချင်းသလိုလေးငါမြင်နေရပြီဆိုပြီးတော့ပျော်တယ်။အဲ့ဒါအောင်မှာကူတစ်စစ်ချိုးပြီးတော့ရုပ်ရှင်ပိတ်ကားထက်ဒီပါလာတဲ့တော့ကိုပိုပျော်မိတာပေါ့။စတာပါ။ဟိုကျွန်တော်အဖေနဲ့အရန်တူတဲ့အတွက်လည်းအရန်ပျော်မိပါလေ။ဘာလို့လဲဆိုတော့ကျွန်တော်ကအဓိကတခြားခါကျရင်နောက်ကျောင်းနေပြမပြောချင်လို့အဖေကလည်းကျွန်တော်လိုဝါသနာပါလေ။အဖေလည်းနောက်ကျောင်းနေတချို့နေဆိုရင်အကဲ့ရေခံခဲ့ရတဲ့ဘဝတွေမျိုးလို့ကျွန်တော်ပြန်မပြောချင်တော့အဖေကစီးပွားရေးမပါဘဲနဲ့အဖေ ဝါသနာအရန်ပါလုံးဝကြည့်လို့ဆိုပြီးနေမှာဗန်လေးထောင်ပေးမှုတယ်လူတရွာလုံးကဝိုင်းကတ်ရေးပြီးတော့အဟိုကတာသမီတွေနဲ့မပြေလည်ရတဲ့ကြားထဲမှာဟိုလက်ကြောမတင်ချီကြောမတင်ကွာဒီသက်ဒီရွက်ချက်မှာတီဝိုင်းထောင်ရသလားဆိုတီဝိုင်းဆိုတော့သူတော်တော်တောင်းတာမဟုတ်သူနဲ့အပေါင်းအသင်းနေကြားထဲမှာဝါသနာပါလို့ဆိုတီဝိုင်းထောင်လားပတ်သက်မရလဲလိုက်တီးပေါ့ဗျာဝါသနာပါတော့အဲ့လိုမျိုးဒီလောက်ကတ်ဘူးတော့အော်ငါဖေကိုဒီလိုမျိုးကတ်ရခဲ့ပါလားဆိုတဲ့ຢာဒီလဲနားခဲ့တာတွေရှိတာပေါ့ကျွန်တော်တခါတခါကြားရင် အဲကျွန်တော်အကြောင်းတွေးလိုက်တဲ့အခါကျတော့တနေ့တစ်ချိန်ရရင်အဖေမဖြစ်ခဲ့တဲ့အရာတွေအားလုံးအဖေဝါသနာပါတဲ့အရာတွေအားလုံးငါ့အတွက်ကြောင်းအဖေတို့ဘုံစိတ်ကပြန်တက်စေရမယ်လို့ကျွန်တော်ကြိုးစားခဲ့တာတွေလည်းပါတာပေါ့အများကြီးပါပဲကျွန်တော်ပြန်ပြောရင်အမေကတော့ပတ်ဝန်းကျင်ရစကားတွေကိုယုံလဲပြလေးပြောအဖေတခါတီဝိုင်းထွက်ကနေဆိုရင်အမေကအဖေနဲ့ရန်နေဖြစ်အဲ့ဒါကိုအဖေကခိုးပြီးတော့အထုပ်ကလေးတစ်လုံးနဲ့ခိုးသွားပြန်လာရင်လင်မယားနှစ်ယောက်ရန်နေဖြစ်မခေါ်အိမ်မှာပကံလေးပောက်ခွဲဥမာဥမာပြောပြတာပေါ့ ဒါကျွန်တော်ငငယ်တုန်းကအဖေကဒီအလုပ်ကိုဝါသနာပါလို့သွားတယ်ပြန်လာရင်ဖြစ်တော့မယ်ဆိုတော့ကျွန်တော်တို့ကသိတယ်ပြောတဲ့အတိုင်းမပြန်လာရန်နေဖြစ်အဲ့လိုမျိုးတွေကျွန်တော်နှိမ့်ချေလာမြအများကြီးကျွန်တော်တို့ဖြတ်တန်းခဲ့ပြီးပါတယ်ငငယ်တဲ့မှာဖြတ်တန်းခဲ့ပြီးတဲ့အချိန်မှာနောက်ပိုင်းကျတော့အဖေလည်းပဲဆွန့်လွတ်လိုက်တာပေါ့အဲငါမိသားစုကလည်းမပြေလဲငါသားသမီးတွေတို့ကငါကောင်းကောင်းမွန်မွန်နေရမယ်ဆိုတော့အဖေတို့ကဒီတီဝိုင်းလုပ်တယ်ဆိုတော့မကောင်းမွန်မွန်လုပ်တာမဟုတ်ဘူး तू ဝါသနာပါတာ तू လိုက်လုပ်တာ तू တီးလည်းမတီးတတ်ဘူးဘာမှဒါမဲ့ तू ကတီဝိုင်းတောင်းပြီးတော့အနောင်သားချင်းကြတယ်ကျန်တဲ့လူတွေတီးကြတာပါဗျာအဲ့လိုလေးလေးပေါ့ အဲ့ဒါနေပြီးတော့ပြီးတော့အခုကျွန်တော်ဒီလိုလေးဖြစ်တဲ့အခါကျတော့အဖေတို့အမေတို့နေမှာတော့မျက်နှာလေးရတာခုံရှိတာပေါ့ဟုတ်ကျွန်တော်ပအဝင်ကျုပ်ဆောင်ထားတဲ့ဒီအိမ်မြောင်ဆိုတဲ့တရရသားရုပ်ရှင်ကားကြီးကအရန်လက်ကြီးရသလိုကြောက်လက်ကြောက်မဲ့ရေလက်ကြီးရမဲ့ဟာတာကားလေးပါခင်ဗျာ၁၄ရက်နေ့ရစပြီးတော့မြန်မာတနိုင်ငံလုံးမှာရှိတဲ့ရုပ်ရှင်ုံတွေမှာရုံတင်ပြတာတော့မှမလို့အဲကျွန်တော်တို့ကြည့်ကျင်နေတဲ့အချစ်တော်တွေရောအခြားအမှုပညာရှင်တွေကိုကြည့်ကျင်နေတဲ့ပြည်သက်တွေရောအားလုံးလိုင်းကြည့်ရှုကြဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်ခင်ဗျာ